โอเคအားလုံးမင်္ဂလာပါဗျာကျွန်တော်ရဲလေးပါကျွန်တော်ဒီခုနှစ်ကြိမ်ပါဗောနော်ခုနှစ်ကြိမ်မှာဒီဒီကွင်းကကျွန်တော်တို့ဒီကွင်းကတော်တော်လေးကိုကျွန်တော်တို့ကောင်းတဲ့ကွင်းပါနော်တော်တော်လေးကောင်းတဲ့ကွင်းလို့ကျွန်တော်ပြောပြချင်ပါသူကဒီတကက်နှစ်ကက်သုံးကက်ပါနော်ဒီသုံးကက်ကသူကပြေးသွားပြီပြည် ဒီ၃ကက်ကသူကလှလပပလေးပြီးသွားပြီဒီကက်မှာကျွန်တော်တို့ဆက်ပြီးမပြီးဒီ queen side ကိုကျွန်တော်ကအထူးအနေနဲ့သတ်မှတ်တာပါเนาะအထူးအနေနဲ့သတ်မှတ်တာပါလေဒီ queen side ကိုကျွန်တော်ချင်းမိတ်ဆွေတွေအားလုံးပဲမမိကြတော့เนาะကျွန်တော်အားလုံးထိုးတင်တယ်လို့ကျွန်တော်မျှော်လင့်တယ်နော်ဒီ queen side ကိုကျွန်တော်တို့အနည်းဆုံးကျွန်တော်တို့ထိုးတင်တယ်ဗျာနော်ချိန်ပေါက်ချင်တယ်ဆိုရင်တော့ လုံးဝမမေ့တာဒါကျွန်တော်အနီးကပ်ရောက်မှဒီ site ကိုပြလို့နော်ဒါပေမဲ့ကျွန်တော်ချင်းမိတ်ဆွေတွေကိုရစေချင်တဲ့ကျွန်တော်စေတနာနဲ့ပေါ့နော်အရင်ဆုံးပြလိုက်တာဖြစ်ပါဟုတ်ကဲ့ဒါဒီ queen site ကဘလို့ပေးထားလဲဆိုရင်ကျွန်တော်တို့စပြီးကြည့်အောင်လေသူကဒီနှစ်3ညာ9ကနေစပေးတာပေါ့နော်နှစ်3ညာ9ကနေဘလို့ပေးလဲဆိုရင်ဒီကသူကနောက်နှလုံးပေါင်းခြင်း9ကဒီနောက်နှလုံးပေါင်းခြင်း9ကသူကရှင်းနှလုံးပေါင်းခြင်း9ဆိုရယ်ပြန်ကစားတာ ီနှလုံးမောင်ကြီးကိုကဒီရှင်နှလုံးမောင်ကြီးကိုလို့ပြန်ပေါင်းပြီးတော့ချပြတာခွန်ထိတ်စီကိုချပြသွားတာဟမ်အဲ့တိုင်းပဲသူကနောက်တစ်ပင်ကျဒီနှလုံးမောင်းခြင်းတုံညာကဒီရှင်းနှလုံးမောင်းခြင်းတုံညာပေါင်းခြင်းတုံညာအဖြစ်နဲ့တော့သုံးထိပ်ဆိုသူကချပေးတာပြီးတော့နှစ်ကက်ပေးသွားတယ်နော်နောက်တစ်ကက်ဒီနှလုံးမောင်းခြင်းကိုလေးနှလုံးမောင်းခြင်းတုံကသူကရှင်းနှလုံးမောင်းခြင်းတုံဆိုပြီးတော့ဒီရှစ်ထိပ်စီရတာတော့ကြောင်းငါးထိပ်စီထည့်လိုက်ရုံပဲ ဒီနောက်တွဲ၃ကရှေ့နှလုံးမောင်းရင်၃ဖြစ်ဖို့တော့ကျွန်တော်၅ဒိတ်စီထည့်တယ်เนาะသူက၃ကက်စတိုက်ပြီးသွားပြီဒီကက်မှာကျွန်တော်ချင်းမေးစရာမတင်ပေးခဲ့မိဘူးเนาะကျွန်တော်ဒီကက်မှာမှာ၄ကက်မြောက်မှာမှာကျွန်တော်တင်ပေးခဲ့เนาะဒါဆိုရင်ဒီနှလုံးမောင်းရင်၅ကရှေ့နှလုံးမောင်းရင်၅ဖြစ်ရမယ်ဆိုရင်ကျွန်တော်ဗာထိတ်စီထည့်ပြန်ဘူးထိတ်စီထည့်ပြန်เนาะဒီနှလုံးမောင်းရင်၅ ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအရှိထောင်နှလုံးမောင်းရင်ငါဖြစ်မှာဆိုရင်6ထိပ်စီရတာတော့ကျွန်တော်တို့9ထိပ်စီထည့်ပေးလိုက်ရောနော်ဒီကအဲ့လိုလာတာသူမှာဒီနှလုံးမောင်းရင်ကိုကရှင်လုံးမောင်းရင်ကိုလို့ရိုက်ပြတာဒီ3ညခါသူကနှစ်ခတ်နှစ်ခတ်3ညရဲ့နှစ်ခတ်ခုံခါဆိုပြီးသူကထည့်ပါဒီနှလုံးမောင်းရင်တုံညာကရှင်လုံးမောင်းရင်တုံညာဆိုဖြစ်ပြီးတာ ਨੇ ဒီဒီတုံညခါခါပြီးနက်ခတ်ခွန်ခါလို့ဆိုတဲ့ဟမ်နော်လုံးမောင်ကြီးတုံးခါရှင်လုံးမောင်ကြီးတုံးလို့ဖြစ်ပြတာ ਨੇ ဒီကိုးခါခါသူ့ရဲ့နက်ခတ်6ခါကိုထည့်သွားနာရှင်းရှင်းလေးပဲเนาะထည့်ပါဒါဆိုရင်ကျွန်တော်ဒီပင်မှာလဲကျွန်တော်ဒေါင်းလုံးမောင်းကြီး9ခါရှင်းလုံးမောင်းကြီး9လို့ရိုက်ပြတာ ਨੇ ဒီဒီ10ခါကသူ့ရဲ့နှက်ခက်10ခါလို့ဆိုတော့ထည့်ပါထည့်ပါ နော်သူကတစ်ခါလို့ကိုထည့်မှာဟုတ်ပြီအဲ့လိုထည့်သွားပြီဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ကဒီကနန်းကပါရမယ်နော်နောက်ပိတ်ကပါလဲနောက်ပိတ်ကသူကဒီသုံးလုံးပေါင်းခြင်း၅ဖြစ်တယ်ဒီသုံးလုံးပေါင်းခြင်း၄ဖြစ်တယ်ဒီသုံးလုံးပေါင်းခြင်းက၃ဖြစ်တယ် ဒါဆိုရင်ကျွန်တော်တို့ကဒီသုံးလုံးမောင်းခြင်းကနှစ်ဖြစ်ဖို့ဆိုရင်ကျွန်တော်တို့ပါထည့်ရမယ်လေးပိတ်ထည့်ပြီးမှနှစ်ဖြစ်မှာလေးပိတ်ထည့်ပြီးမှနော်သုံးလုံးမောင်းခြင်းငါသုံးလုံးမောင်းခြင်းလေးသုံးလုံးမောင်းခြင်းသုံးသုံးလုံးမောင်းခြင်းနှစ်ဆိုရင်ကျွန်တော်တို့ကလေးအပိတ်ကိုတက်လီတက်တပေါက်တည်းပဲရိုက်ဘာကြောင့်ဒီကိုတက်လီတက်တပေါက်တည်းရိုက်မယ်ဆိုရင်ဒီသုံးလုံးမောင်းခြင်းတက်ပြိတ်ဒီသုံးလုံးမောင်းခြင်းသုံးပြိတ် တက်နဲ့၃နဲ့ပုံချင်း၄ဖြစ်တယ်ဒီ၃လုံးပုံချင်းကခွန်ဘရိတ်ဒီ၃လုံးပုံချင်းကခွန်ဘရိတ်ခွန်နဲ့ခွန်နဲ့ပုံချင်းက၄ဖြစ်တယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီ၃လုံးပုံချင်းက၁ဘရိတ်ဒီ၃လုံးပုံချင်းက၄ဘရိတ်ဒီ၄ကဒီမှာတစ်ချက်၄နှစ်ချက်ရိုက်တယ်ပြီးမှဒီဒီဘရိတ်နှစ်ခုပုံချင်းက၅ဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ဒီ၃လုံးပုံချင်းက၁ဘရိတ်ဒီ၃လုံးပုံချင်းက လေးပြည့်ဒီပြည့်နှစ်ခုပေါင်းခြင်းဟာငါဖြစ်တယ်လေးလေးငါငါဆိုလို့သူကနှစ်ချက်နှစ်ချက်ရိုက်နော်ဒီမူကအဲ့လိုညီနေတဲ့အတွက်ကြောင့်ကျွန်တော်ကဒီကိုတလီကိုပြတ်ပြတ်လိုက်ချင်းဖြစ်ပါတယ်နော်အားလုံးပဲကျွန်တော်ချင်းမရှိလေကိုတလီကိုတဲ့ဟောပါဟောပါနော်တဲ့ဟောပါနော်ကိုတလီကိုတဲ့ဟောပါအဲ့ဒီမှာကျွန်တော်တို့ကထူးထူးခြားခြားသူက လှည့်ပြီးတော့ကစားသွားနိုင်တယ်ပေါ့နော်လှည့်ပြီးကစားသွားနိုင်တယ်လို့ဘယ်လိုကစားသွားနိုင်လဲဆိုတော့ဒီသုံးလုံးမုံညင်ငါလို့ကျွန်တော်တို့ယူဆပါမိမယ်ဒီသုံးလုံးမုံညင်ကလည်းရှစ်လို့ယူဆလို့ရတယ်ဒီသုံးလုံးမုံညင်လေးလို့ကျွန်တော်တို့ယူဆပါမိမယ်ဒီသုံးလုံးမုံညင်ခွန်လို့လည်းယူဆလို့ရတယ်ဒီသုံးလုံးမုံညင်က3လို့ကျွန်တော်တို့ယူဆပါမိမယ်ဒီသုံးလုံးမုံညင်က6လို့လည်းယူဆပါမိမယ်ဒါဆိုရင်ကျွန်တော်တို့ကဒီသုံးလုံးမုံညင်က2လို့ယူဆပါမိမယ်ဒီသုံးလုံးမုံညင်က9လို့ယူဆပါမယ်ဆိုရင် ဒီ3လုံးမောင်းချင်း၈ဒီ3လုံးမောင်းချင်း9ဒီ3လုံးမောင်းချင်း6ဒီ3လုံးမောင်းချင်း9ဆိုကျွန်တော်တို့ကတုံညအပိတ်ဖြစ်ပါတုံညအပိတ်ဖြစ်မှာဆိုတော့ကျွန်တော်တို့ကဒီမှာခန်းမှာကဘာဖြစ်မလဲနော်ကျွန်တော်အဲ့ဒါကိုထပ်ပြီးတော့သူလှဲ့နေတဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်အရန်နေနဲ့နှစ်ကွက်ကျွန်တော်တတ်ထုတ်ပြီးမှဖြစ်ပါတယ်ဘလို့ထုတ်ပြီးမှလဲဆိုတော့သူကနောက်တော့ကာလာကိုချေရအောင်နော် လို့လဲ့နိုင်လဲဆိုတော့သူကဒီသုံးလုံးမောင်းရင်ရှစ်ထောင်သုံးလုံးမောင်းရင်ခွန်ကသူကခွန်ခါလို့ရိုက်တာဒီရှစ်ထောင်သုံးလုံးမောင်းရင်ခွန်ကခွန်ခါလို့ရိုက်တာနော်ခွန်ခါလို့ရိုက်ပြီးတော့သူကဒီသုံးလုံးမောင်းရင်ကိုရှစ်လို့သူကစားတာတတကနော်ဒီထောင်သုံးလုံးမောင်းရင်ကခွန်ကိုကျွန်တော်တို့ကခွန်ခါလို့ရိုက်ပြီးတော့ဒီနောက်ဒီသုံးလုံးမောင်းရင်ကိုသူကဒီသုံးလုံးမောင်းရင်ကိုသူကရှစ်လို့စားတယ်သူ ဒီသုံးလုံးပေါင်းရင်သူကခွန်လို့ကစားတာအဲ့မှာခွန်ခွန်ကိုတက်တယ်ပြီးရတယ်သုံးခွန်ခွန်တက်ပြီးသွားတယ်ဒါဆိုရင်ကျွန်တော်တို့ဒီသုံးလုံးပေါင်းချင်းက6000ဒီသုံးလုံးပေါင်းချင်းက6လို့ကစားပြီးတော့အဲ့ဒီ6ကကျွန်တော်တို့6ခါလို့ထည့်ပြီးတယ်အဲ့လို6ခါလို့ထည့်ပြီးတာနဲ့ဒီသုံးလုံးပေါင်းချင်းကလည်း6ဖြစ်တယ်သုံးလုံးပေါင်းချင်း၈သုံးလုံးပေါင်းချင်း9သုံးလုံးပေါင်းချင်း6ဆိုတော့ကစားတာဒါဆိုရင်ကျွန်တော်တို့ကဒီသုံးလုံးပေါင်းချင်းက10 30ဆိုရင်ကျွန်တော်တို့6ထိပ်ပေါ့နော်6ထိပ်ဒီ3လုံးမောင်းကြီးက30ဖြစ်တဲ့အတွက်ကြောင့်3ညခါအဲ့ဒီ3ညခါဖြစ်တဲ့အတွက်ကြောင့်လည်းဒီ3လုံးမောင်းကြီးက6ခွန်6မအားလို့ဖြစ်မယ်ဆိုရင်ကျွန်တော်900ခန်းဟုတ်တယ်ကျွန်တော်တို့အရန်နေနဲ့တက်ပစားပေးခြင်းပါလေတက်အရန်ပါအခုလည်းအားလုံးပဲကျွန်တော်ချင်းမိဆိုရယ် ကဲရေးကျွန်တော်တို့က၄ break ကစားမယ်၄ break ကိုယူမယ်ဆိုရင်၄ break ကိုကျွန်တော်တို့ယူမယ်ဒီသုံးလုံးပေါင်းခြင်းကဒီသုံးလုံးပေါင်းခြင်း10ကတုံညခါဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီသုံးလုံးပေါင်းခြင်းကဒီသုံးလုံးပေါင်းခြင်း၄ဒီသုံးလုံးပေါင်းခြင်း3ဒီသုံးလုံးပေါင်းခြင်း2ဆိုရင်ကျွန်တော်တို့က9တုံညခါတဲ့တော့ကလည်းကျွန်တော်တို့တက်ရပါမယ်နော်9တုံညခါကဲအရာဒီရန်ကန်ကကျွန်တော်တို့ထိုးခြင်းမှာတော့ဗောနော်ကျွန်တော်တို့ဒီ9တက်လေးဟာ ျွန်တော်မိန်ကစားပါနော်မိန်ကစားပါဟာအားလုံးပဲကျွန်တော်ချင်းမိတ်ဆွေအားလုံးပဲကံကောင်းကြပါလားမျှော်လင့်ပါရနော်ဘရိတ်ကကျွန်တော်ပြီးကြတဲ့ဗီဒီယိုဖိုင်မှာလည်းကျွန်တော်ပြပေးဦးနော်တုံညာလုံးပိုင်ပြပေးဦးလေကျွန်တော်ပြီးကြတဲ့ဗီဒီယိုဖိုင်မှာဒါကျွန်တော်တုံညာလုံးပိုင်နော်ကျွန်တော်ချင်းမိတ်ဆွေတွေပြပေးဦးလေလေးလုံးပိုင်ပြတယ်ပြီးရင်ကျွန်တော်တို့ဘရိတ်ကတုံညာ၅လေးတက်တုံညာ၅လေးတက်မှာကျွန်တော်တို့ဒီမှာ၄ဘရိတ်ပါပါဘောနော်၄ဘရိတ်ပါ နော်လေးပိတ်ပါတယ်အဲ့ဒီလေးပိတ်ကကျွန်တော်တို့ဒီဒီဒီကျွန်တော်တို့ဒီခုနှစ်ချိန်မှာပေါ့နော်ကျွန်တော်တို့အထူးမေးနေနဲ့စားမယ် page site ဖြစ်ပါတယ်အားလုံးပဲတန်ကုန်ကြပါစေကြာကိုလာပါနော်ကိုလာပါစီဟာကျွန်တော်တို့ဒီမြန်မာပြည်အများဆုံးပြီးကြပါစေနော်ပြီးကြပါစေကျွန်တော်ဒီကနေစုတော်မီတာအများအားပို့တာနေပါတယ် အားလုံးကိုလည်းပါချဲပေါက်ပြီးတော့အားလုံးမြန်မြန်လုပ်နိုင်ကြပါစေခင်ဗျာ